အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်မနေ့ညကစားသွားတဲ့ Arsenal တင်းနဲ့ Burnley အသင်းပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပေါ့လေ။ဒီပွဲစဉ်မှာ Arsenal တင်းကဒါ Ancient Burnley ကို0-2ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော် Arsenal တင်းရဲ့ပထမအဦးဆုံးကိုသွင်းရှင်ကတော့ဒါကျွန်တော်ရဲ့ Arsenal တင်းရဲ့ဒါ ဟိုတိုက်စစ်မှုတက်ပေါ့လေ video crash ကဆက်လေးမိနစ်မှာဒါတွင်းယူပေးခဲ့တာဖြစ်ပြီးတော့ဒါပထမပိုင်း35မိနစ်မှာပဲ declare rise ရဲ့ count type channel ကျွန်တော်တို့ကဒုတိယမြောက်ဥဆောင်ကိုရရှိခဲ့တယ်ဒါဒီဥဆောင်ကိုနဲ့ပဲကျွန်တော်တို့ arsenal တင်းကဒါတပွဲလုံးတိုက်တာထိမ်းပြီးတော့ကစားသွားတယ်ဒါဒုတိယပိုင်းမှာဆိုလို့ရှိရင် Mikel Merino တို့ပါဝင်လာတယ်ဒါပြောရရင်ဆိုလို့ရှိရင်နောက်တန်းက Piero Incapie တို့ Cristiano Ronaldo တို့ เนาะဒါလူငယ်ကစားသမားလေးဒါ eat and winery တို့ကိုပါဒါ mickey adita ကပွဲတဲ့ကိုထည့်ပြီးတော့ဒီပွဲကိုထိန်းတဲ့အထီးကိုဒါ2ဇီဆိုတဲ့ z2 ဆိုတဲ့ရလက်နဲ့အဝေးဝေးမှာအနိုင်ရရှိဖို့အတွက်ကို mickey adita ကဒုတိယပိုင်းမှာတော်တော်လေးဥတီပြီးတော့ကစားလာတယ်ဒါဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ arsenal အသင်းရဲ့တည်တသာပြောင်းလဲမှုလေးကဘာတွေရှိလာလဲဆိုလို့ရှိရင်ဒါပွဲတစ်ပွဲလုံးကိုဒါထိန်းချုပ်သွားပြီးတော့ဒါတိုက်စစ်ကိုသွားတယ်ဒါပေမဲ့ သတိကြီးကြီးထားပြီးသွားတဲ့ပုံစံမျိုးအရင် highline defense တွေနဲ့အဲ့လိုမျိုးကြီးတင်ပြီးတော့တိုက်စစ်ကိုသွားတဲ့ပုံစံမျိုးတွေမလုပ်တော့ဘဲနဲ့ဒါဒီနိုင်ပွဲကိုထိန်းသွားဖို့အတွက်ပဲ UTB ကစားသွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ခဲ့ရတယ်။ဒါတကယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ Arsenal အသင်းအနေနဲ့2-0ဒါ အရန်ကိုနဲတဲ့ဂိုးလို့တော့ပြောလို့ရတယ်။ဒါဒီပွဲစဉ်ကစားတဲ့ပုံမှာကျွန်တော်တို့ကြည့်ခဲ့ရသလောက်ဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါ3-0 <laughs> 4-0လောက်ကိုဖြစ်မဲ့နေထားတခုတွေပါရှိတယ်။ဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းကဒါ0-2ဆိုတဲ့ရလက်ကအနိုင်ရလက်တစ်ခုပဲ။ဒါပြောရဆိုလို့ရှိရင်ကျွန်တော်စားရလက်ဖာဂူဆန်ပြောခဲ့တယ်လို့ပဲပေါ့လေနော်။ဒါဘာဖြစ်ဖြစ်ကျွန်တော်တို့အနောက်တန်းကဒါဆူဖလာတွေရဖို့လုတ်ပေးနိုင်တယ်လို့ဒါတိုက်စစ်ကကြတော့နိုင်ပွဲတွေရဖို့လုတ်ပေးနိုင်တယ်။အဲအဲ့လိုပဲပေါ့လေနော်။ အခုလဲကျွန်တော်တို့အာဆင်နယ်အသင်းကတိုက်စစ်က6ရယူဆိုတာနဲ့နောက်တန်းကဆူဖလာတွေရဖို့အတွက်ကျွန်တော်တို့အာဆင်နယ်အသင်းကအကောင်းဆုံးထိန်းချုပ်ကစားသွားတာကိုကျွန်တော်တွေလည်းမြင်တွေ့ခဲ့ရသလိုဒါလူစားဝင်လာတဲ့ကစားသမားတွေဖြစ်တဲ့ဒါ sorry my lewis kelly လည်းပါတယ်ဗျာနော်လူစားဝင်လာတယ်မှာ my lewis kelly အပါဝင်ဒါလူစားဝင်လာတဲ့ကစားသမားတွေလည်းဒါအကုန်လုံးကလည်းဒါအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးသလိုဒါကျွန်တော်တို့ first line နဲ့ထဲမှာဆိုလို့ရှိရင်ဒါလူစားလဲလိုက်တဲ့ဒါကျွန်တော်အကြိုက်ဆုံးကစားသမားတွေတည်းကတယောက်ဖြစ်တယ်ဒါ မာတင်ဇူဗီမန်ဒီပေါ့လေမာတင်ဇူဗီမန်ဒီရဲ့ဒါခြေစွမ်းကလည်းတကယ်ကိုလုံးဝအမခမ်းပဲဗျမာတင်ဇူဗီမန်ဒီကတော့မာတင်ဇူဗီမန်ဒီဖြစ်နေတော့မဲဒါပြောရဲဆိုဒီပွဲစဉ်မှာကျွန်တော်မချီကျူးပဲမနေလို့ရဟိုလုံးဝမနေလို့ရတဲ့သက်မလားဟိုကစားသမားတယောက်လည်းရှိတယ်ဒါကပြူလဲဆိုတော့ Declan Rice ပဲလေဒါ Declan Rice ကဒီပွဲစဉ်မှာသူ့အနေနဲ့ဖန်တီးမှုတွေများစွာလုပ်တယ်လို့သူ့ရဲ့ဟိုတောင်းကံဘောဖြတ်တင်ပြီးတဲ့တောင်းကံဘောတွေကလည်းအိုးအိုးတကယ်ကိုဗျာဒီလားလုံးဝ လုံးဝဆိုမှာဗျာတဲ့ကျွန်တော်ဘယ်လိုတော်ပြောပြရမလဲတော်တော်လေးကိုကောင်းတယ်လို့ပဲကျွန်တော်ပြောရတော့တော်တော်လေးကိုကောင်းတဲ့ကံကြက်ဗျာသိလားဒါကျွန်တော်ဒါလူတောင်းကံပေါ်တင်တဲ့လုံးတိုင်းကိုကျွန်တော်နေနေကြည့်ဦးတယ်ဒါပေမဲ့ဒီနေ့ကံတဲ့လုံးတွေထဲမှာဒါဂိုးပေါက်တဲ့အထိတိုက်ရိုက်သွားတဲ့ဂိုးတွေတောင်ပါတယ်ဒါအရင်တော့ကလည်းအဲ့လိုမျိုးတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာဒီဂိုးဒီလုံးဝတကယ်ကိုတော့ကိုးွားနိုင်တဲ့နေသားတစ်ခုပြလားကိုးသမားကသတိလက်လွတ်နေလိုက်မှဆိုလို့ရှိရင်ဒါကဒါကိုးသွားနိုင်လောက်တဲ့နေသားတစ်ခုကိုးရဒီကိုဆက်ဆက်မဲ့မဲ့သွားတာဗျာ ဒါတော်တော်လေးကောင်းတဲ့ကံချက်ဒါ Dragon Rise ကတော့ဒါဟိုတောင်းကံမောတင်မှမဟုတ်ဘူးပွဲထဲမှာလည်းသူ့အနေနဲ့တောက်လျှောက်ကို run လာဗျာ up and down ပြည့်မလားတောက်လျှောက်ဘောလုံးဖြတ်ထုတ်မှုတွေဘောလုံးပေးတာတွေပေါက်ကျူပေါက်ကစားတဲ့အချိန်တွေ linkers play တွေအိုး Dragon Rise နဲ့ပတ်သက်ပြီးဒီပွဲစဉ်မှာဘာမှပြောစရာမရှိဘူးလုံးဝ Dragon Rise ကစောင်းရောင်းကောင်းတယ်ကတော့ကတော့ကျွန်တော်ဟိုဘယ်လိုကြည့်နေတဲ့တွေထဲမှာကျွန်တော်အကြီးကြီးလည်းပါတော့ဗျာဒီမှာကတော့ပါအဲကျွန်တော်အနေနဲ့ရန် move ပါွားလို့အဲ့တော့ အရင်ကကောင်းတယ်ဗျာတကန်ရိုက်စ်နဲ့ပတ်သက်ပြီးတော့ဒီပွဲစဉ်မှာတကန်ရိုက်စ်ကလုံးဝတကန်ရိုက်စ်ဖြစ်နေတော့မယ်မီကေအာဒီတာရဲ့စိတ်ကြိုက်ကစားသမားကြီးတွေမှာတကန်ရိုက်စ်ပါတယ်ဆိုတာလုံးဝညင်းစရာမရှိဘူးဗျာသိလားဘာဖြစ်လို့လဲဆိုတော့တကန်ရိုက်စ်ကကျွန်တော်တို့ဟိုတနေ့ကပါကျွန်တော်ဗီဒီယိုလုတ်ပါသေးတယ်တကန်ရိုက်စ်ကပေါင်တန်းတရ105တန်းတန်ဩတန်နေပြီလားဆိုပြီးကျွန်တော်ဗီဒီယိုတစ်ခုလုတ်ဖူးတယ်အဲ့ဗီဒီယိုတွေမှာပြောသလိုပဲတယ်မလားတကန်ရိုက်စ်ရဲ့ကိုကျွန်တော်တို့ကိုရောင်းလိုက်တဲ့ what hand အသင်းကိုကျွန်တော်တို့က တပန်နံပါတ်တောင်းပြီးတော့ပတ်စံတောင်းထပ်ပေးရအောင်လို့ဖြစ်နေပြီ။ဒါတည်းလားတကယ်ကောင်းတဲ့ဒကန်ရိုက်စ်ပဲတော်တော်လေးကောင်းတယ်။အပြောရဆိုလို့ရှိရင်ဒီပွဲစဉ်မှာနောက်ထပ်ထူးထူးခြားခြားမြင်ခဲ့ရတာကဒါကျွန်တော်တို့ရဲ့ Leandro Trossard ပေါ့လေ။ Trossard အနေနဲ့ဒီပွဲစဉ်မှာအိုးအိုးအရက်ပူပူလေးနဲ့ဗျာ။အရက်ပူပူလေးနဲ့အာဝေါ်ကာကိုသိရမလား။အိတ်ထဲထည့်ထားတာဒီကောင်က။ဟိုကောင်ကဒီကောင်ကိုကြည့်ယူနေတာပဲ။ယူသူးနေတာပဲ။အာရှေ့လို့လို့အနောက်လို့ဒီကောင်ကရန်ခံမှန်းရခတ်တယ်ဗျာ။တခါလေးကြားလို့ရှိရင် ဒီနေ့ပွဲစဉ်မှာဟိုဟို trouser နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားမရတဲ့ချက်တွေရှိတယ်ဗျာဒါကဘာလဲဆိုတော့ trouser စီဘောလုံးရောက်သွားရင်အဲ့ဘောလုံးကငြိမ်သွားပြီးယက်သွားပြီးဘာမှလုံးမရတော့ဘူးရှေ့ကိုထပ်မသွားတော့ဘူးဆိုပြီးတော့ကျွန်တော်တို့ကအမြဲတမ်းပြောတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့သူ့စီကနေဘောလုံးကထွက်တာထွက်တာထွက်တာလေဆိုတော့ဗျာအိုးအိုးကျွန်တော်တို့ပဲဟိုကျွန်တော်ပြိသက်တွေကပဲပြောနေလုံးလုံးလားမသိဘူးဗျာဒီလားဘယ်ချမ်းဘယ်ချမ်းတိုက်စီကြီးကအရန်တေလုံးနေဘယ်ချမ်းတိုက်စီကြီးကအရန်တေလုံးနေဆိုတော့ဒီကဒီနေ့ပွဲစဉ်မှာတော့ဘယ်ချမ်း ဘယ်ကျန်းတိုက်စစ်တည်တယ်ဆိုတော့ဘယ်ဟာကိုပြောတာလဲလို့တောင်းမေးယူလာတော့တဲ့အထီကိုဒါ TNO Trossack ကတော်တော်လေးကိုခြေစွမ်းပြသွားတယ်ဒါပြပြဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ video class ကလည်းဒါဒီပွဲစဉ်မှာတော်တော်လေးလုတ်ပြနိုင်တယ်လို့ကျွန်တော်နေမြင်နေ hooded play တွေဒါ linked play တွေသူ့အနေနဲ့ assist လုတ်ခဲ့တာမျိုးတွေတောင်ရှိတယ်ဒါဘယ်လိုပြောရမလဲဟိုဒုတိယမြောက် goal ပေါ့လေဒုတိယမြောက် goal ဒါ ဒါ declarize ကခေါင်းတိုက်သွားတယ်ဒါကို leandro trossard ကဖြတ်တင်ပေးတယ် leandro trossard စီကိုဘောလုံးမရောက်ခင်မှာ leandro trossard စီကိုဘောလုံးရောက်အောင်ပေးတာကကျွန်တော်တို့ရဲ့ video press ကပေးတာ video press ကလုံးဝ through pass ကြီးပေးချပလိုက်တာဗျာတိလားအဲ့ဒီနောက်တန်းနောက်တန်း defend line ကိုဖြတ်ပြီးတော့ wee ဆိုပြီးဖြတ်ပေးလိုက်တဲ့လုံကြီးอ่ะဒါတော်တော်လေးကိုမိုက်တယ်ဗျာသိလားအဲ့ဒါက easy ရဲ့6ထိရောက်ရင်တော့တခါလေး goal ဖြစ်မှာဗျာသိလားသူ့လည်းနည်းနည်းလေးများသွားတာ အားနဲ့ trouser စီရောက်တယ် trouser ကဖြတ်တင်တယ်ဒါ declarize ခေါင်းတိုက်တယ်တဝဲလုံးတိုင်းတာအနေနဲ့ကျွန်တော်တို့ပြောပါဆိုလို့ရှိရင်တဝဲလုံးတိုင်းတာကတော့ဒါနိုင်ဝဲရောက်သွားတာဖြစ်တယ်တော့ကျွန်တော်တို့အပြစ်တွေကတော့အများဆုံးအရှိမနေဘူးဒါပေမဲ့ဒါကျွန်တော်တို့ဒီပွဲစဉ်မှာဒါပူကာယိုဆာကာအနေနဲ့ဂိုးကန်သွင်းမှုတွေတည်တည်ချာချာပြုလုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတက်ဂိုးတွေအများကြီးရသွားနိုင်တယ်โอเคပါကြောဗီဒီယိုလေးတွေလည်းရှင်းသွားမှာဖြစ်တဲ့အတွက်ဒါမီကေအာဒီတာပွဲပြီးချိန်မှာဒါပြောကြားသွားတဲ့ဒါအကြောင်းအရာလေးတွေလေး လည်းရှိသလိုဒါဟိုဘယ်လိုပြောမလဲ declare rights ပြောကြားထားတဲ့အကြောင်းအရာလေးလည်းရှိတယ် declare rights ကိုဒါအဲမီဒီယာတရားမေးတယ်သူအနေနဲ့ဒီလိုအောင်ဘယ်လိုပြောမလဲလက်လက်ညှိုးမိုးပေါ်ထောင်ပြီးတော့ဗောလေဒါမိုးပေါ်ထောင်ပြီးအောင်ဝဲခံတဲ့ပုံကဒါဘာကိုရည်ညွှန်းကျင်တာလဲဆိုပြီးတော့ဒါမီဒီယာတရားမေးထားတယ်ဒီနေရာမှာ declare rights က လွန်ခဲ့တဲ့တစ်ပတ်လောက်ကသူ့အတော်ဆုံးပါသွားတယ်ဒီလိုအောင်ပွဲခံမှုကသူ့အတော်ကိုရည်ညွှန်းပါတယ်ဆိုပြီးတော့ဒါ Declan Rice ကပြန်လည်ဖြေကြားထားပါတယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ Mikel Arteta ကတော့အယံကိုပြောတယ်ပြောပြီဆိုလို့ရှိရင်ဒါ Burnley အသင်းကလည်းသူတို့ကိုအကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုရဒါဒီပွဲစဉ်မှာကျွန်တော်တို့မြင်ခဲ့ရတယ်ကျွန်တော်တို့အနေနဲ့မိနစ်တော်တော်များများမှာဒီအသင်းကိုရှင်ကစားဖို့အတွက်တော်တော်လေးအပြည့်ထုတ်ခဲ့ရပြီးတော့ ဘန်လီအတင်းကအတင်းကြီးတွေနဲ့တွေ့တိုင်းတကိတ်ကိုအကောင်းဆုံးဒုက္ခပေးနေတဲ့အတင်းတင်းတင်းဖြစ်ရှိနေတုံးပဲဆိုပြီးတော့ဒါမီခေးအာဒီတာကဘန်လီအတင်းနဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုတာပါတယ်ဒါကတော့ဘန်လီနဲ့အာဆင်နယ်အတင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်30ကျွန်တော်တို့အမြင်လေးတွေကိုဒါကျွန်တော်အမြင်လေးကိုဆွေးနွေးသုံးသပ်တာပဲဖြစ်ပါတယ်ကြောင့်ကြီးကိုရောဘယ်လိုထင်မိလဲဒီပွဲစဉ်မှာဒါဘယ်ကစားသမားတွေကိုအားအရဆုံးဘယ်ကစားသမားတွေကိုအကျဉ်းနဲ့ဆုံးလို့ထင်လဲကောမဝင်ရောဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်သူတွေပါ